မင်္ဂလာညဂျမ်းပါနိုဝင်ဘာ6ရက်နေ့2025ခုနှစ်လူမြောက်ရဲ့ညခင်းပိုင်းတင်ဆက်မှုဖွေးဖွေးကိုဖမ်းလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့နေအောင်ကြီးကမဲဆွဲနေပြီဗျစန့်ခံရေးပါတီကပကိုးတောင်ကဖြူမာတော့ပဇင်းလေးတကောင်กินလိုက်နိုင်တယ်ဂျာရူကိုပရာလို့ခေါ်တဲ့တကောင်ပြတ်ကြတာ သူအာကုတုံနဲ့တူဖို့တောင်သားမဝင်စီးပါတယ်စစ်တပ်ဒီစခန်းတွေဒီအကြောင်းတွေကျွန်တော်ဒီကနေ့တင်ဆက်မှာဖြစ်တယ်လို့ဟိုဘက် Allergy Review Channel မှာတော့ပယ်ဆောက်ချိန်တို့တတိုက်သူကမြန်မာနိုင်ငံသားမှတ်ပုံတွေနေဖြစ်တယ်မြန်မာနိုင်ငံကတရုတ်ကိုခေါ်ပြီးတည်နံပေးတာမြန်မာအချုပ်ကြအာနာဟုတရုတ်က fuck you လောက်တာမဟုတ်ဘူးလားဆိုတဲ့အကြောင်းစကားပြောမှာဖြစ်ပါတယ် Allergy Review ကိုလည်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီကနေ့တော့ ဖူးဖွေးကစားကြရအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရုပ်ရှင်တရုပ်ဆောင်တွေအဆိုတော်တွေအကုန်လုံးကရွေးကောက်ပွဲအတွက်မဲဆွဲကားမဲဆွဲကဲရှိုက်ပြရမယ်ဆိုတဲ့တရင်တွေထွက်ပေါ်ပြီးမှဒီကနေ့ဖွေးဖွေးဟာမဲဆွဲမဲ့ကားကို ग्वा ရာဖြန့်ကားကိုမရိုက်ပေးနိုင်ဘူးလို့ညင်းဆိုတဲ့အတွက်ဖန်ဆီးလိုက်တယ်ဆိုတဲ့တရင်တွေထွက်ပေါ်နေပါတယ်အတိအကျတော့ ကျွန်တော်တို့အတီးပြုလို့မရသေးပါဘူးစစ်တပ်ဟာဘာမဆိုလုံးမှာဖြစ်ပါတယ်အမှုပညာရှင်တွေဆိုတဲ့သူတွေကိုပြပထွက်ခွာခွင့်လုံးဝပိတ်ပလိုက်ပြီးစစ်တပ်နဲ့ကြန့်ခံရေးကိုထောက်ခံတဲ့အမှုပညာရှင်တွေကတော့ပေါ်ပေါ်ထင်ထင်ကိုအဆက်မဲ့စွာမဲဆွယ်နေပါတယ်ခင်ဗျားတို့ကျွန်တော်တို့တစ်ချိန်လုံးကကြိုက်ခဲ့ရတဲ့မင်းသားကြီးနေအောင်ကျန်ရေးအင်ကြီးကိုဝစ်ပြီး ြောနေတဲ့ဗီဒီယိုကလစ်အားလုံးသိပြီးကြပြီမလားကျွန်တော်တို့ကတော့ကြက်ခံရေးပါတီအတွက်မဲဆွယ်ရမှာပဲဘဒူတင်းတင်းငတိမာရင်ပြီးရောဆိုတဲ့နေအောင်သူမျိုးဇမြာကျွန်တော်တို့ဥပခါပြုတ်လိုက်ပါတော့ဒီလိုပဲဒဇောင်းနိုင်ပွဲမှာနေပြီးတော့ဖြောပြီးပွဲမှာသွားဖြောပြီးတဲ့သူတွေအကုန်လုံးသာတပိတ်မှောက်ရရင် တိုက်ပြီးတော့တော့ယဉ်လေးပါတယ်ဗျာဓမ္မနဲ့အာရမအမှန်နဲ့အမှားတရားမျှတမှုနဲ့မတရားမှုကြားဘုံနေမြဲကြားနေမြင်းနဲ့ပုံမှန်အခြေအနေကြီးလို့ဖြစ်သွားပြီလို့ထင်မှတ်နေတဲ့သူတွေအတွက်စိတ်လဲမကောင်းမိတယ်လို့ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်အပြစ်ပဲတင်ရမလားပြည်လူလူလူပျော်ရွှင်နေတာကိုကြည်ပြီးဝမ်းမဲတာရမလားတစ်ဖက်မှာတော်လန်ရင်းနေ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာအသက်ပေးနေတဲ့ညီကိုတွေအတွက်ပဲဝန်းနေရမလားစကိုင်းမှာဘုံကျဲချလို့ဘိုက်ကြီးတွေပါမကြံခလေးတင်ငယ်ပါမကြံအပိုင်းပိုင်းပြတ်သွားတဲ့ခန္ဓာကိုယ်တွေနဲ့မျက်ရည်လေရွဲဖြစ်နေတဲ့သူတွေကိုနာကျင်ခံစားရမလားစစ်တပ်ကတပ်ဖြတ်ပြီးဦးအခွေလိုက်ထုတ်ခေါင်းကိုဖြတ်ကခြံစည်းရိုးမှာချိန်တဲ့အဖြစ်တွေကိုပြန်မြင်ရင်ပျော်ရွှင်နေတဲ့သူတွေကိုပဲကျွန်တော်တို့ ကိုကျင်းစာတရားမရှိဘူးလားလို့ပြောရမလားသူတို့မဖြစ်သေးတော့ပုံမှန်လို့အခြေအနေကြီးမှာပျော်ရွှင်ခုန်ပေါက်နေကြလေကျွန်တော်တို့ကသာပေါ်တာတွေဆွေးနေပြီအော်ပြည်သူလူထုလူငယ်တွေခရူးစိုက်ကြပါနော်ညဘက်မထွက်ကြပါနဲ့တဖွားဖွားပြောနေပြီမဲ့နေပြီးတော့မင်းအွန်လိုင်းတဲတဲ့စမိုင်းလင်းဗုဒ္ဓဆိုတဲ့ဖျားဝင်းကြီးတဲမှာအော်ဟစ်ပျော်ပါခုန်ပေါက်နေတာများမန္တလေးရန်ကုန် အစရှိတဲ့မြို့ပြားဒီမှာပုံမှန်အခြေအနေတွေလိုပဲ။ Oh hit mu tu ပျော်ပါကုန်ပေါက်မူယူနေတာမြတ်။တောင်ကြီးတဆောင်နိုင်ပွဲကြီး။ဆိုင်းဆိုင်းခန်းလိုက်ဆိုတဲ့အဆိုတော်ကြီးကိုယ်တိုင်ပျော်ပါနေတာမြတ်။ဘာမှမဖြစ်နေဘူးလား။သူတို့ကိုတခွန်းနဲ့မေးကြည့်ချင်တာကဒီတိုင်းပြည်ထဲမှာဘာမှမဖြစ်နေဘူးလား။ ဒီကနေ့ကျွန်တော်တို့ရန်ကုန်နဲ့အင်မတန်နီးနေတဲ့အချိန်ကြီးဘကိုတိုင်နေမှာတောင်ကိုကန်ဖြူးမှာမကြီးကုန်းကျွာတောင်ရွာလို့ပြောဖစစ်တဟာရာဂျိုကော်မတာရာရိုကော်ပရာမလီမာရိုရာရိုကော်ပရာဆိုတဲ့နှစ်ယောက်စီဟယ်လီကော်ပတာဆက်တက်ရင် ဂျာရိုကော်ပတာ sorry မှာဘလို့ဂျာရိုကော်ပတာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ပါတယ်အကြောင်းမင်တော့ဘာတိုက်ပွဲမှလည်းမဖြစ်ဘူးပြည်သူလူထုကိုတတ်တတ်ဒုက္ခပေးတာဘုံကျဲပြီးတော့အပြန်ဖြူဘက်အလှဲ့မှာဂျာရိုကော်ပတာတစီမိကိုထွက်ပြီးပြတ်ချပေးပါတယ်နှစ်ယောက်လုံးသိပါတယ်ဂျာဘရိုကော်ပတာများပြီးဘုံကျဲတိုက်ခိုက်ချင်းချောင်း မကြီးတောင်ရွာဦးမောင်ငယ်55နဲ့1 byte ပွင့်ထွက်ပြီးတည်ဆုံးခဲ့ရပါတယ်။နေ6လုံးပြည့်စီတယ်။အဲ့တော့ပါရာမော်တာတွေဂျာရိုကော်မတာတွေနဲ့မြို့ပြနဲ့နီးစပ်တဲ့နေရာတွေမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဘုံချဲတိုက်ခိုက်နေတယ်။ဂျာရိုကော်မတာတွေပါရာမော်တာတွေကလေကျွန်တော်ထင်သလောက်ပြောရမယ်ကျွန်တော်ယူဆမိတယ်လို့အကဲရန်ကုန်မန္တလေးအစရှိတဲ့မြို့ပြကိုစစ်ဝင်လာရင် တိုက်ကြိုတိုက်ကြားမှာပြန်တမ်းပြီးတော်လိုင်းတက်တူခြေမုံးနိုင်အောင်အချူလေးကျင့်နေသလားလို့ထင်ရလောက်အောင်ပဲစကိုင်းပကိုးတခွင်ကိုတော့နေ့စဉ်မပြတ်တိုက်ပွဲမရှိပဲလေဘုံကျဲနေပါတယ်အဲ့တော့ကျွန်တော်တို့ပစင်းတကောင်ကတော့သူ့အလိုလိုတောင်ပန်ကြိုးကြပြီးနှစ်ကောင်လုံးမသာပေါ်တဲ့အခြေအနေပေါ့ဘကိုးတိုင်းဖြူးမြုံနေမှာဖြစ်ခဲ့တယ်လို့ဒီကနေ့စကိုင်းတိုင်းမန္တလေးတိုင်းပြောအောင်မယ်တောင်တာ မန္တလေးတောင်တာမကြီးရိုခိတ်ပိတ်တနိုးတောင်စကြံအထွတ်တန်လန်းခိတ်ဒီ PDF တီတပြိုင်နဲ့လက်တပြဲဝင်ရောက်တိုက်ခိုက်ဒိမ့်ပိုက်ခဲ့ပါတယ်မကြီးရိုခိတ်ဖတ်စစ်တက်ကစစ်ခွေးတွေကိုဝင်တိုက်တယ်တပြိုင်နဲ့နောက်ကျတဲ့ခြေတော့တစ္ဆာပေါက်တကယ်သူထွက်ပြေးသွားတယ် မကြီးရိုးကိမှာဘန်ကာ73လုံးရှိတယ်ကျွန်တော်ကျွန်တော်ပြောနေတယ်လို့အရင်ရက်တည်းကမိတိလာကိုဝင်သိမ်းရင်မိတိလာမှာအကုန်လုံးလက်နက်ချမှာဖစစ်တာစိတ်ရပြစီးနေပြီတက်ပြတ်နေပြီတက်တွင်းမှာခမဖယိုဖယင်းနေမနေ့ကကျွန်တော်ပြောပြသလိုပဲစစ်တပ်ကလင်းရှိမရားတွေတောင်ပြည်သူစစ်တင်နေလိုက်ပြေးပြီးဖယိုဖယင်းတွေဖြစ်နေတာအဲ့တော့သုံးကောင်သေးပါတယ်ဘန်ကာတွေအကုန်လုံးမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရတယ် ဲ့တော့ဘန်ကာတွေကိုမိမရှုပ်လို့မရဘူးဒီဘန်ကာတွေကိုအကာအကွယ်ယူပြီးတော့ပြည်သူလူထုကိုဒုက္ခပေးနေတယ်ဆိုတာမျိုးသိရပါတယ်ပေတရုတောင်ပေါ်မှာစစ်ကွေးဘန်ကဆက်နှလုံးထက်ရှိတယ်နောက်ထပ်ထပ်တိုက်တယ်ဆက်တလုံးကိုထပ်သိမ်းတယ်စကြံအထွတ်တန်လန်းဂိတ်ကိုထပ်တိုက်တယ်ဘန်ကာတွေကပြန်ပစ်တယ်စကြံအထွတ်တန်လန်းဂိတ်ကိုတော့ အပိတိုင်မသိမ်းမင်းနဲ့ပြန်ဆုတ်ခဲ့တယ်။မြင်းကြံခရိုင်တိုက်ရင်သုံးနဲ့ပူပေါင်းတက်တွေတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။တောင်နာမြို့ပေါ်မှာလုံးဝရွေးကောက်ပွဲကျင်းပလို့မရအောင်ကျင်းပခွင့်မပြုဘူးဆိုတဲ့အကြောင်းမြင်းကြံတက်တွေကကြီးညာချပါတယ်။ဆိုတော့ကျွန်တော်တို့တိုင်းပြည်ဘာမှမဖြစ်နေပါဘူး။ဘာမှမဖြစ်နေပါဘူးလို့ပြောရင်တီအန်အန်လေးရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့တာဖုံးချော် ဘုံမှုချုပ်တာပုံးချော်ပြောရဆိုခြင်းရှိသူကအပြည့်ရတဟာခဏအနာယူတာဖြစ်ပြီးစင်အနာရှင်မြစ်ဖြတ်ကြီးကိုပြန်လည်တိုက်ပွဲဝင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကြားရတယ်လို့မုတ်ကုတ်မိုးမိတ်ကာဝေးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့တော်လန်ရဝမ်းမှာအပူတပြင်းလှုပ်ဆောင်နိုင်တဲ့လှုပ်ဆောင်နေတဲ့ထိုးစစ်တွေရှိနေပါတယ်ဒါအပြင်မှာ တော်လံဝင်ရိုးနှစ်ရက်နဲ့ပေါင်းဆက်နိုင်မဲ့ကလွန်ကြီးအောင်ပွဲစီလို့ဆိုတဲ့အတွေးခေါ်တရက်ဒီကနေ့ဆရာယူတန်းစုနိုင်ပြောတာကိုကျွန်တော်ကြားလိုက်ပါတယ်ဆရာယူဦးကြီးမြင့်ပြောတာကိုလည်းကျွန်တော်နားထောင်ပါတယ်ဆိုတော့တော်လံဝင်ရိုးနှစ်ရက်ကျွန်တော်ကတော်လံဝင်ရိုးဆိုတဲ့နေရာမှာအညာကိုကျွန်တော်သုံးတယ်ဆရာကြီးကထပ်ပြီးဖြည့်ဆွတ်ပြီးတော့ပြောတယ်လို့ကျွန်တော်ယူဆတယ်နောက်ထပ်ဝင်ရိုးတစ်ချောင်းရှိပါတယ် တိုင်းရင်းသားတော်လှန်ရေးတပ်များဘာလို့တပ်ပေါင်းမစုနိုင်တာလဲဒါဟာတိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာတော်လှန်ဝင်ရိုးတစ်ခုဖြစ်ပါတယ်။အညာဘမာတပ်တွေဟာတော်လှန်ဝင်ရိုးတစ်ခုဖြစ်ပါတယ်။ဘမာတပ်တွေအားလုံးစုတော်လှန်ဝင်ရိုးတစ်ချောင်းတိုင်းသားအလုံးတက်ပြီစုတိုင်းသားတပေါင်းစုဗမာတပေါင်းစုပေါင်းဆက်မှုဖြင့်ဝင်ရိုးနှစ်ခုဝင်ရိုးနှစ်ခုနဲ့လေပတ်မဲ့တော်လန်ကြီးအောင်ပွဲဒီအကြောင်းနဲ့ပတ်သက်ပြီးတည်တည်ချာချာ ပြောပြဖို့မနှက်ပြန်နားထောင်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်